င်ဒိုနီးရှားသမ္မတဗရာဘိုဆူဘီယန်တို့ဟာသူ့ရဲ့သမ္မတတက်တန်း၁၇လမပြည့်ခင်မှာပဲလမ်းဆောင်လမ်းခွာကိုရောက်နေပါပြီ။သူဟာပြည်သူလူထုရဲ့အမျက်ဒေါသနဲ့မကျဉ်းနှက်မှုတွေကြားမှာသမ္မတဖြစ်ခဲ့သူအဖြစ် မတန်းတင်ခံမလား။ဒါမှမဟုတ်တိုင်းပြည်ရဲ့စိန်ခေါ်မှုတွေကိုနားလည်ပြီးနိုင်ငံကျိုးအတွက်လှုပ်ဆောင်ခဲ့သူအဖြစ်ကပီးရေးထိုးသွားမလားဆိုတာပါပဲ။ပြခဲ့တဲ့နှစ်ပတ်အတွင်းအင်ဒိုနီးရှားတဝမ်းမှာဖြစ်ပွားနေတဲ့အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ယာယီပောက်ကွဲမှုတွေလို့မဆိုနိုင်ပါဘူး။အာဏာအလွဲသုံးစားလုပ်မှုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှုံးဆန်တွေယိုယွင်းလာမှုနဲ့အခြေခံလူ့ခွင့်ရေးချိုးဖောက်မှုတွေပေါ်ကြာရှည်စွာဖိနှိပ်ခံရတဲ့မကျေနပ်မှုတွေရဲ့စူသည့်ပောက်ကွဲမှုရလက်တစ်ခုသာဖြစ်ပါတယ်။ပရဘိုအစိုးရဟာ2045ခုနှစ်မှာနိုင်ငံကိုကမ္ဘာစတုထအကြီးဆုံးစီးပွားရေးဖြစ်လာဖို့ရည်မှန်းထားပါတယ်။ဒီလိုဖြစ်ဖို့ဆိုရင်နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းကရှေ့ရာခိုင်နှုန်းရှိဖို့ လိုအပ်ပါတယ်။ဒါပေမဲ့အင်ဒိုနီးရှားလူဦးရေရဲ့68%ရာခိုင်နှုန်းဟာဆင်းရဲမွဲတေမှုနဲ့ရုန်းကန်နေရချိန်မှာဒီလိုကြီးကျယ်တဲ့ရည်မှန်းချက်တွေဟာတန်ပေါင်းများစွာသော ပြည်သူတွေအတွက်ဘာမှအတိတ်ပဲမရှိပါ။အင်ဒိုနီးရှားပြည်သူတွေဟာအရင်ကလည်းဒီလိုလျင်မြန်းတဲ့စီးပွားရေးတိုးတက်မှုကိုကြုံမှုပါတယ်။အထင်ရှားဆုံးကတော့ပရာဘိုရဲ့ရောက်မဟောင်းဖြစ်တဲ့ဆူရာတို့ရဲ့အာနာရှင်လက်ထက်1969 98မှာဖြစ်ပါတယ်။ ဒီသမိုင်းအတွေ့အကြုံကြောင့်သူတို့ဟာရေရှည်တည်တံ့ပြီးအားလုံးပါဝင်နိုင်တဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာအာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုကနေမဟုတ်ပဲနိုင်ငံရေးလူမှုရေးပြုပြင်ပြောင်းလဲမှုတွေပေါ်မှာမူတည်တဲ့ဆိုတာကိုကောင်းကောင်းသိကြပါဗျ။အရင်ဆိုးရွားတွေကိုပြစ်တင်တာဒါမှမဟုတ် အာဏာကိုပါတီကြီးတွေချမှာပဲစူသီးထားကရေတို့ငြင်းချမ်းမှုကိုပေးနိုင်ပေမဲ့ဒီမိုကရေစီရဲ့ကြံ့ခိုင်မှုကိုတော့အားနေစေပါဗျ။အင်ဒိုနီးရှားနိုင်ငံလိုအပ်နေတာကစည်ရင်းမွဲတည်မှုကိုရှင်းချဖို့ အလောက်ကင်ခွင်လန်းတွေဖန်တီးဖို့နဲ့အစိုးရဘော်ယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့ခိုင်မာတဲ့လှုပ်ဆောင်ချက်တွေပါပဲ။တမ်းပြည်ရဲ့နှဆိုင်လာတဲ့လူမှုရေးကွဲပြားမှုတွေကို ပြန်လည်ကူစားဖို့မူဝါဒချမှတ်သူတွေအနေနဲ့အရေးတကြီးဦးစားပေးလှုပ်ဆောင်ရမယ့်အချက်၄ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့အာဏာသုံးရခွဲဝေမှုကိုအခိုင်အမာကျင့်သုံးပြီးအကျိုးစီးပွားပရိပက္ခကိုဖယ်ရှားပြဖို့ပါပဲ။အင်ဒိုနီးရှားမှာတော့အာဏာသာတနေရာတဲမှာစူးစီးနေစေပါပဲ။ ိုင်ငံရေးပါတီများစုဟာမိသားစုစီးပွားရေးလုပ်ငန်းတွေလိုလက်ပတ်နေပါတယ်။ခေါင်းဆောင်တွေကလည်းအစိုးရယာဒူးတွေယူထားတယ်လို့တခြားဖွဲ့စည်းတွေပေါ်ဩဇာလွှမ်းမိုးထားကြပါတယ်။နိုင်ငံဝန်ထမ်းဆိုတာပါတီယာဒူးနိုင်ငံပိုင်လုပ်ငန်းယာဒူးတွေနဲ့ပုဂ္ဂလိကလုပ်ငန်းယာဒူးတွေကို တချိန်တည်းမကင်ထားတင်ပါဘူး။ဒုတိယချက်ကတော့ဗဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု ရှိဖို့ပါပဲအစိုးရရဲ့အခမဲ့အာဟာရပြည့်ဝသောအစားအစာကျွေးမွေးရေးအစီအစဉ်ဟာရည်ရွယ်ချက်ကောင်း ဖြစ်ပေမဲ့အလွန်မင်းကုန်ကြစရိတ်များပါတယ်ဒီစီစဉ်အတွက်ဘတ်ဂျက်ဟာ2026မှာ ရူဘီယာ335ထရီလီယံအထိဒေါ်လာဖို့ရှိနေပါတယ်ပိုပြီးထိရောက်တဲ့နီလငါတော့ဒီစီစဉ်ကိုမလိုအပ်တဲ့ဒေတာ5ခုမှာပဲရူဘီယာ5ထရီလီယံအထိမပိုတဲ့ကုန်ကြစရိတ်နဲ့စမ်းသပ်လှုပ်ဆောင်ဖို့ပါပဲကျန်တဲ့ရန်ပုံငွေတွေကိုဆရာဆရာမတွေကျမကြီးဝန်တန်းတွေနဲ့အမိုက်သိန်းဝန်တန်းတွေကိုထောက်ပံ့ဖို့ဒါမှမဟုတ် ဝင်ငွေနည်းတဲ့သူဝင်ငွေအလယ်လတ်တန်းစားရှိတဲ့မိသားစုတွေအတွက်တကယ်အကျိုးရှိမဲ့အစီအစဉ်တွေမှာအသုံးပြုနိုင်ပါတယ်တတိယချက်ကတော့စစ်တပ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုထိန်းချုပ်နိုင်ဖို့အရက်ဖက်အာဏာကိုအားကောင်းအောင် လုပ်ဖို့ပါပဲအရက်ဖက်ရေးရာတွေမှာစစ်တပ်ဓမ္မမဟုတ်ရဲတပ်ဖွဲ့ဝင်ဝင်ရောက်ဆွတ်ဖက်တာဟာ ဒီမိုကရေစီဖွဲ့စည်းတွေကိုယိုယင်စေတတ်ပါတယ်။အင်ဒိုနီးရှားဟာမြန်မာနိုင်ငံလိုဒါမှမဟုတ်လက်တင်အမေရိကနဲ့အာဖရိကကနိုင်ငံတချို့လိုမတည်ငြိမ်မှုတွေစီကိုဥတီမသွားအောင်ဒီကာကွယ်တွေလိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကာလရှည်ကြာရွှေဆိုင်ထားတဲ့ပိုင်ဆိုင်မှုပြန်လည်သိမ်းဆင်းရေးဥပဒေချမ်းကိုအတည်ပြုပြဋ္ဌာန်းဖို့ပါပဲ။ဒီဥပဒေက ပြည်မှုထင်ရှားရင်ဒီစီရင်တဲ့အထိမဆောင်ပဲ အခမ်းမန်းနိုင်လောက်အောင်ကြွယ်ဝမှုတွေကိုပြန်ပြီးတင်းဆဲဖို့အစိုးရကိုအာဏာအနှင်းမှာဖြစ်ပါတယ်အဓိကရည်ချက်ကတော့ခိုးယူထားတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုသူတို့ရဲ့တကယ်ပိုင်ရှင်တွေဖြစ်တဲ့ပြည်သူလူထုစီကိုပြန်လည်ရောက်ရှိစေဖို့ဖြစ်ပါတယ်အင်ဒိုနီးရှားကောင်းဆောင်တွေကပြည်내မှုကိုပုံမလုဆောင်မလားဒါမှမဟုတ်ဒီမိုကရေစီအုပ်ချုပ်ရေးအားကောင်းစေမယ့်တခြားလမ်းကြောင်းကိုရွေးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ပရာဘိုရဲ့တမိုင်းကိုရွေးကောက်ပွဲမှာသူဘလောက်အနိုင်ရခဲ့တယ်လဲဆိုတာနဲ့တိုင်းတာမှာမဟုတ်ပါ ူအစိုးရရဲ့လူခွင့်ရေးလေးစားလိုက်နာမှုကျမ်းမာရေးနဲ့ပညာရေးတိုးတက်အောင်လှုပ်ဆောင်မှုကောင်းမွန်တဲ့အလုပ်ကိုင်တွေပုံမှုဖန်တီးပေးနိုင်မှုတွေနဲ့တိုင်းတာမှာဖြစ်ပါတယ်။သူဟာဆူဟာတိုနောက်ပိုင်းအကြီးမားဆုံးဆန္ဒပြပွဲတွေကိုကြုံတွေ့ကြရတဲ့သမတအဖြစ်မတန်ရည်မလားဒါမှမဟုတ်လူမှုရေးစီးပွားရေးဆိုင်ရာတရားမျှတမှုကိုဖော်ဆောင်ပေးခဲ့တဲ့ခေါင်းဆောင်အဖြစ်ဂုဏ်ပြုခံရမလားဆိုတာကတော့သူ့ရဲ့ရွေးချယ်မှုပါပဲခမညာ။ ဟုတ်ကဲ့ဒါကတော့ဒီဝီဗီမှာဖော်ပြထားတဲ့ဆောင်းမရှင်လီလီယန်အင်းရဲ့ဆောင်းပါလက်ရဖြစ်ပါတယ်ဆောင်းမရှင်လီလီယန်အင်းဟာနိုင်ငံတကာစီးပွားရေးအသင်းကြီးအထွေထွေတွင်ရမှုဖြစ်ပြီးတော့အာဆီယံနဲ့အရှေ့အာရှဆိုင်ရာစီးပွားရေးသုတေသနအင်စတီကျူတွင် အရှေ့တောင်အာရှဒေသဆိုင်ရာဦးဆောင်အကြံပေးတဦးလည်းဖြစ်ပါတယ်ခင်ဗျာ